သားတို့သမီးတို့ကို အခန်းနှစ်ကကြီးရုပ်ပုံကြည့်ပါစာရေးပါဆိုတဲ့သင်ခန်းစာလေးကိုဒီချဲကတင် जा ပြီးမှဖြစ်တယ်။ဒီသင်ခန်းစာလေးကိုမတင်ခင်ရုပ်ပုံလေးတွေကိုအရင်ကြည့်ကြရမယ်နော်။စာမျက်နှာ16ကရုပ်ပုံလေးတွေကိုကြည့်လိုက်ပါနော်။ဒီပုံထဲမှာဘာတွေတွေ့လဲ တောင်းတိန်ငှက်ကောက်ဆိုင်တမကဒင်းယူရေတော့ကန်တင်းယူဖတ်တော့ကဒင်းယူလို့ဖတ်ရတယ်နွားလဲထွန်းလဲသမားတစ်ပင် စဘာပင်စိုက်ခင်းကြက်ဘဲအတီးအနှံအဲ့ဒီပုံလေးတွေနဲ့စကလုံးလေးတွေကိုတွေ့ရမယ်။တားတို့သမီးတို့ကဒီနေ့ရုပ်ပုံထဲမှာပါတဲ့စကလုံးလေးတွေကိုဖတ်ပြီးတော့ အတိပ္ပယ်ရှိတဲ့စာကြောင်းလေးတွေရေးရမှာဖြစ်တယ်။ပထမဦးဆုံးရုပ်ပုံဝင်လေးကစကလုံးတစ်လုံးကိုအသုံးပြုပြီးတော့စာကြောင်းဘယ်လိုရေးပြရမလဲဆိုတာကိုရှင်းပြမယ်။ရုပ်ပုံလေးကစကလုံးလေးတစ်လုံးကိုရေးရအောင်။ဥပမာမြင့်ဆိုပါစို့။ပုံကလေးကိုကြည့်လိုက်ပါ။မြင့်ကလေးတွေဘာလုံးနေကြလဲ။ပြန်တန်းနေကြတယ်။အဲ့ဒီတော့တီချဲကရေးလိုက်မယ်။မြင့်ကလေးများ ပြန်တန်းနေကြသည်။ ရူးရူးရှင်းရှင်းလေးနဲ့အတိတ်ပဲရှိရဲ့စာကြောင်းလေးရေးပြီးသွားပြီနော်။သားတို့သမီးတို့ကစကယ်လုံးလေးတလုံးကိုအသုံးပြုပြီးတော့စာကြောင်းကိုရေးဖွဲ့တဲ့နေရာမှာဝက်ချတိဆောက်ပုံကမှန်ကန်ရမယ်။ဝက်ချတိဆောက်ပုံကလည်းအရင်အရေးကြီးတယ်။ဒီတစ်ခါရုပ်ပုံမှာပါတဲ့စကယ်လုံးနှလုံးကိုအသုံးပြုပြီးတော့စာကြောင်းလေးရေးကြမယ်။စကယ်လုံးနှလုံးကိုရွေးလိုက်မယ်နော်။ဆိုင်ခင်း အတီးနံဆိုတဲ့စကားလုံးလေးနှလုံးကိုဆိုပါစို့အတီးနံတွေကဘယ်ရရလဲစိုက်ခင်းတွေကရတယ်အဲ့တော့တီချဲရိုးကစိုက်ခင်းမှာအတီးနံများထွက်ရှိရဲ့ဟိုတီချဲနောက်တစ်ခေါက်ပြန်ပြောပြမယ်တီချဲရိုးကစိုက်ခင်းမှာအတီးနံများထွက်ရှိသည်အဲ့လိုရေးလိုက်မယ်နော်အဲ့တော့အတိတ်ပဲလေးရှိရဲ့ဝက်ကြတီစားပုံကလည်းမှန်ကန်တဲ့စာကြောင်းတစ်ကြောင်းကိုရတယ်စာကြောင်းတစ်ကြောင်းမှာ စကယ်လုံးသုံးလုံးကိုသုံးပြီးတော့အသုံးပြုပြီးတော့လည်းရေးနိုင်တယ်နောက်တစ်ခါကတိယိုးဆိုပါစို့ဘယ်လိုရေးကြမလဲစဉ်းစားပါဦးဆရာမရဲ့စာကြောင်းကိုဖတ်ပြမယ်နော်ဖေဖေကတိယိုးမှာလမ်းလျှောက်လာနေသည်တားရုသမီးတို့စကယ်လုံးတစ်လုံးအသုံးပြုပြီးတော့စာကြောင်းရေးဖွဲတဲ့နေရာမှာဝက်ချတီဆောက်ပုံမှန်ကန်မှုရှိရမယ်ဝက်ချတီဆောက်ပုံကလည်းအရင်အရေးကြီးရယ်စာကြောင်းတစ်ကြောင်းထဲမှာ ကယ်လုံး၃လုံးကိုလည်းအသုံးပြုပြီးတော့လည်းရေးနိုင်တယ်။ပေးထားတဲ့ပုံထဲမှာပါတဲ့စကယ်လုံး၃လုံးဥပမာနွားလေသမားလေထုံဒီစကယ်လုံး၃လုံးဟာဆက်ဆက်နေတယ်။ဒီချယ်တို့စာကြောင်းတစ်ကြောင်းထဲမှာစကယ်လုံး၃လုံးထည့်ပြီးတော့ရေးနိုင်တယ်။လေသမားဒီနွားများဖြစ်လေထုံနေရယ်။လေသမားကြီးလေထုံနေတယ်ဘလို့လေထုံနေတာလဲ။နွားတွေကိုအသုံးပြုပြီးတော့လေထုံနေတယ်ဆိုရက်အဓိပ္ပာယ်ကို ဖော်ပြတဲ့အကြောင်းဖြစ်ပါတယ်။အခုဒီချဲကကျန်တဲ့စကလုံးလေးတွေနဲ့စာကြောင်းနမူနာရေးပြမယ်။တေချာလိုက်ကြည့်။လိုက်နာထောင်လာ။တိန်တိန်တွေပဲမှာရှိတယ်လေ။ကောင်းကင်ကြီးမှာအဲ့ဒီတော့ယနေ့ကောင်းကင်တွင်တိန်ထုဓာတ်တည်ဒုတိယတလုံးစဘာပင် လေကွင်းထဲမှာစဘာပင်ကြီးစိမ့်ဆူနေတယ်။ကောက်စိတ်သမားများသည်လေထဲစင်းကြသည် ကောက်စိတ်သမားတွေကအလုလုဖို့ လဲတဲ့ဆင်းကြတယ်ဆိုတော့ရေးထားတဲ့စာကြောင်းစာကြောင်းလေးတစ်ကြောင်းဖြစ်ပါတယ်ဒီတစ်ခါစကားလုံးနှလုံးကိုအသုံးပြုပြီးတော့ဝါကြဖွဲ့ပြမယ်ကျက်နဲ့ဘဲလဲသမားကြီးများသည်သူဤကျက်နဲ့ဘဲများကိုအစာကျွေးနေသည် တောင်နဲ့တက်ပင်တောင်ပေါ်တွင်တက်ပင်များ ပေါက်ရောက်နေသည်အခုဆိုရင် သားတို့သမီးတို့ကပုံတဲရစကားလုံးကြီးတုံးပြီးတော့ ဘလို့ရေးရမလဲဆိုတာလည်းတည်သွားပြီဒီတစ်ခေါက်ကို့ဘာသာကိုဝက်ချဖွဲ့ပြီးတော့စာချောင်းလေးတွေရေးကြည့်ပါ ရုပ်ပုံထဲမှာစကလုံးတစ်လုံးဒါမှမဟုတ်လို့ရှင်နှလုံးဒါမှမဟုတ်ရင်သုံးလုံးစာချောင်းတွေရေးကြည့်ပါဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်သင်ခန်းစာတွေမှာသားတို့သမီးတို့နဲ့ပြန်တွေ့ကြမယ်နော်မင်္ဂလာပါသားတို့သမီးတို့ရေမြမသား တတိယရန်ဖဆောက်ထဲရနေပြီးတော့စာမျက်နှာ20မှာရှိတဲ့ခေါင်းစဉ်လေးကိုဖတ်ကြည့်ကြပါဦး။ကောင်းစဉ်ကဘာတဲ့လေဂျေဇူးရှင်ဦးကြီးများဘာကြောင့်ဂျေဇူးရှင်ဦးကြီးများလို့ခေါ်တာပါလဲဦးကြီးတွေဆိုတာဘသူတွေကိုခေါ်တာလဲဟုတ်တယ်တောင်လူလေသမားဦးကြီးတွေကိုခေါ်တာ ဦးကြီးတွေကဘာလုပ်ကြသလဲစပားနဲ့တီးနှံတွေကိုစိုက်ပြိုးကြတယ်ဘသူတွေအတွက်လဲပြည်သူလူထုတွေအတွက်ပေါ့အဲ့ဒီတော့တီချယ်တို့ကပြည်သူတွေကစံစပားကိုရရှိဖို့ဦးကြီးတွေကစိုက်ပြိုးပေးကြတယ်ဦးကြီးတို့ရဲ့ကျေးဇူးတွေကြီးမားတဲ့အတွက်ကြောင့်တီချယ်တို့ကကျေးဇူးရှင်ဦးကြီးများလို့ခေါ်ကြတာပါအခုသားတို့သမီးတို့ကိုကျေးဇူးရှင်ဦးကြီးများဖတ်စာဖတ်ကြည့်ကြမယ်နော်အရင်ဆုံး ဒီချက်ကအစအဆုံးဖတ်ပြမယ်တေချာလိုက်နာထောင်တော်ဂျေစုရှင်ဦးကြီးမြာကျွန်ုပ်တို့နိုင်ငံသည် လေယာစိုက်ပျိုးသောနိုင်ငံဖြစ်ပါသည်လေယာစိုက်ပျိုးရေးကိုလှုပ်ဆောင်နေကြသောတောင်လူလေသမားများကို ကျွန်ုပ်တို့အမြဲလေးစားကြပါသည်တောင်လူလေသမားကြီးများကိုလေးစားသောအားဖြင့်ကျွန်တော်တို့ကဂျေစုရှင်ဦးကြီးမြာဟုရင်းရင်းနှီးနှီးခေါ်ကြပါသည် ်ဦးကြီးတို့ယေຊုကမြားပြားလှပါသည်ကျွန်ုပ်တို့နေ့စဉ်စားသုံးသောစံစဘာကိုဦးကြီးတို့ကစိုက်ပျိုးပေးကြပါသည်အဝိအထဲရက်လုံရန်ဝါများကိုလည်းစိုက်ပျိုးပေးကြပါသည်စားသုံးစီအတွေ့နှမ်းနေမြေပဲကိုလည်းစိုက်ပျိုးပေးကြပါသည်တတိဝလံများကိုလည်းရာဒီအလိုက်စိုက်ပျိုးပေးကြပါသည် ကူကြီးတို့သည်ကြက်ဘဲဝက်စိတ်ကျွဲနောစသည်တို့ကိုလည်းမွေးမြူကြပါသည်ကူကြီးတို့ရဲ့ခြေစူးကြောင့်ကျွန်ုပ်တို့ရဲ့စားဝတ်နေရေးအတွက်စိတ်အေးရပါသည် ထို့ကြောင့်တောင်လူလေသမားဦးကြီးများသည်ကျွန်ုပ်တို့ရဲ့ခြေစူးရှင်များဖြစ်ပါသည်အခုသားတို့သမီးတို့ဘလို့ဖတ်ရမယ်ဆိုတာကို သိပြီးဖြစ်ပြီးရဲ့နောက် အိမ်မှာပြန်လေ့ကျင့်ပြီးဖတ်ပါပြီးရင်နားမလဲတဲ့ခက်ခဲတဲ့စကားလုံးတွေကိုမှတ်ထားပါဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲသားတို့သမီးတို့ကိုနောက်သင်ခန်းစာတွေနဲ့နောက်တစ်ချိန်မှာ ပြန်လည်ပြီးတော့ส่งကြမယ်เนาะ